ကယ်ကုန်တော့လိုက်လွင့်ပေးနေပြီမိတ်ဆွေတွေအားလုံးလိုင်းပေါ်မှာဘလူးတွေရှိတယ်ရှိတဲ့ချင်းမိတ်ဆွေတွေအားလုံးပဲတက်လာခဲ့လိုက်ရှယ်များများလေးကူညီပေးသွားနော်များများလေးလည်းရှယ်ပေးသွားဟုတ်ပြီလားကယ်ကုန်တော့ရဲ့လိုက်ကိုအားလုံးပဲနော်လိုက်ကတော့နည်းနည်းနောက်ကျသွားတယ်လိုင်းပေါ်မှာရှိတဲ့လူတွေအားလုံးနော်ဟုတ်ပြီလားလိုက်ကလေးကိုပြီးအောင်ကြည့်လိုက်ကလည်းနောက်ကျသွားတဲ့အတွက်ကြောင့်မိတ်ဆွေတွေအားလုံးတော့ကနော်ဒီည မကြီးဖြစ်လိုက်ဘူးဆိုရင် မနှက်ကြမှာဝင်ကြည့်လိုက်ပါ မနှက်ကြရင်လည်းကိုတော့9နာရီခွဲ10နာရီလောက်ကိုတော့လိုက်ပြန်လွှဲမိမယ်เนาะအနီးကခဏကိုတော့လိုက်လွှဲမိမယ်အခုကိုတော့ဒီညပြောမှာကကိုတော့မနှက်ဖက်24 24 25 26 27 28 28ရဲ့ကျွန်တော်တို့တပတ်လုံးကို အရှုံးမရှိမင်္ဂလာပါဗျတပတ်လုံးကိုအရှုံးမရှိစောကျင်နေဆိုတော့ဝါသနာရှင်တွေအားလုံးအတွက်ကိုတော့ပတ်သီးလာပြောပြတာ ပဋိလာပြောပြတာအပီးခွေလာပြောပြတာဖြစ်ပါတယ်စိတ်ဝင်စားတဲ့ဝါသနာရှင်တွေအကုန်လုံးကပြီးအောင်ကြီးလိုက်လက်မလေးတွေတန်းစီနေကွန်မမောက် OK လေးတွေတန်းစီပြီးတော့မှန်တော့တောက်ကြနေနောက်ဆုံးနေ့မှာ အကုန်လုံး OK ဖြစ်တယ်မင်္ဂလာဖြစ်တယ်သိရနော် မင်္ဂလာဖြစ်သွားတဲ့မိတ်ဆွေတွေအားလုံးရှိတယ်ဝင်ပြီးတော့မှန်တော့တုံညာတုံညာမှာအကုန်လုံးအကုန်လုံးမင်္ဂလာဖြစ်သွားလို့ရှိတယ်တုံညာတုံညာမှာကဲ like share လေးနဲ့ကူညီပေးတာများများလေး share ပေးသွား နော်အခုလာမဲ့ဘက်ကိုအရှုံးမရှိပတိပတ်မဲ့ဝါသနာရှင်တွေနော်ပတိပတ်ကတော့ဝါသနာပါတယ်ဆိုတော့မိတ်ဆွေတွေအားလုံးနော်ပတိသမားတွေပြီးအောင်ကြည်နောက်ပြီးတော့ပရိလိုက်တဲ့သမားတွေပြီးအောင်ကြည်နောက်ပြီးအပီးခွေသမားတွေပြီးအောင်ကြည်ဟုတ်ပြီလားကဲမိတ်ဆွေတွေအားလုံးကိုတိတိကျကျကဏ္ဍတွေကို လာမယ်ဆိုတဲ့ဟာတွေကိုပဲတိတိကျကျပြောပြပေးသွားမှာပါဝါတွေအဲ့တော့လာနိုင်တယ်နော်နက္ခတ္တိကတော့လာမယ်ထင်တာပဲအဲ့လိုမျိုးတွေပြောနေတာမဟုတ်ဘူး ဒီပတိယကိုရုံးပြိမဲ့ပတိယမိတ်ဆွေတွေအားလုံးတွေလာကိုလာရမယ်နော်ရောက်ကိုရောက်ရမယ်ထွက်ကိုထွက်ရမယ်အပီးခွေရတဲ့ထွက်ကိုထွက်ရမယ်ပရိတ်ရတဲ့ထွက်ကိုထွက်ရမယ်ဆိုတော့အာမခံခြင်းနဲ့ကိုရုံးပြိတာဟုတ်ပြီလားနော်ကဲအဲ့ဒီတို့ကြောင့်မို့လိုက်ရှဲမြမလေးကူညီပေးအနီးကပ်ကနန်းနေရတော့ကိုရုံးကောင်းအောင်ကောင်းတို့ကိုရုံးတင်ပေးမယ်အခုလောလောဆယ်မှာဒီညမှာကိုရုံးပတိပြောခဲ့မယ် ပရိပြောခဲ့မယ်အပီးခွေပြောခဲ့မယ်ဒါအပြင်ကိုမနဲ့ဖန်ကျွန်တော်တို့၁၂နာရီအဖွင့်နေ၁၂နာရီဈေးကိုတလုံးပိုင်နဲ့စောရမယ်အဲ့ဒီတလုံးပိုင်ကိုကိုတော့ပြောပြပေးမယ်တလုံးပိုင်ကိုကိုတော့ဘက်ကနေပြီးတော့ခဏန်းကိုရွေးထုတ်ပေးထားခဲ့မယ်ဟုတ်ပြီလားအကြိုက်သူတွေဆိုရင်လိုက်စောပါเนาะမိတ်ဆွေအားလုံးအကြိုက်သူတွေဆိုရင်လိုက်စောရမယ်ကဲအဲ့ဒီကြောင့်မို့ကိုမမောโอเคလေးတန်းစီပြီးတော့မှန်ပြန် ကိုတို့ లై ့လွှင့်တာနည်းနောက်ကျသွားတဲ့အတွက်ကြောင့်မို့ကျွန်တော်သိပါတယ်ကျွန်တော်ရဲ့ లై ့ကိုနည်းနည်း లై နောက်ကျသွားတဲ့အတွက်ကြောင့်မို့လူကတော့တရားကြီးများမှာမဟုတ်ဘူးဒါပေမဲ့เนาะအနည်းနဲ့များလူဦးရေ view 90လောက်ပြည့်ပြီဆိုတာနဲ့ view 90လောက်ပြည့်ပြီဆိုတာကိုတို့စပြီးတော့ပြောပြပေးမယ်ဟုတ်ပြီလားเนาะကဲဒီညကတော့တူတူနဲ့လုံရင်ပေါ့ဗျာကျွန်တော်တို့ကနန်းကြီးကတော့เนาะဘာမှစိုက်တဲ့ပြနေရတယ်မဟုတ်ဘူးသူများကတွေသူများကတွေကစိုက်တယ်မပြဘူး ဘာမှလည်းမပြဘဲနဲ့အကုန်လုံးပိတ်ပွက်ပြီးဝိတ်ကွပြီးအကုန်လုံးပြောနေရနော်ကျွန်တော်လည်းအဲ့လိုမျိုးပြောတတ်ဘူးအဲ့ဒီကြောင့်မို့စိုက်ထဲမပြတဲ့အတွက်ကြောင့်မို့တဲ့ပဲပြောမယ်ဒါပေမဲ့လူတော့ခဏစောင့်နိုင်အောင်နော်များများလေးရှယ်ပေးလားပတိပတ်ရမယ်နော်နောက်ပြီးတော့မိတ်ဆွေတွေအားလုံးပရိတ်ရှိတယ်ပရိတ်သမားပရိတ်ကိုလိုက်ပတိကျဲတဲ့လူကပတိကိုလိုက်ဒါမှမဟုတ်အပီးခွေသမားအပီးခွေကိုလိုက်ဟုတ်ပြီလားနော်ကဲလိုက်ရှယ်များများလေးကူညီပေးသွား guys share မြန်မာကွယ်ကပြေးပါပြေးပါတော့မယ် view 90ပြေးတော့မယ်เนาะမြန်မာလေး share ပြီးလားမိတ်ဆွေအား view 90ပြေးတော့မယ်မြန်မာလေး share ပြီးလားမြန်မာလေး share လိုက်ကဲเนาะ၃ရောက်ပဲကျင်းတော့တယ်မြန်မာလေး share ထားလိုက်မိတ်ဆွေတွေအားလုံးမနှက်ဖန်ကိုအဖွင့်လေးကိုလည်း main off ကွက်နဲ့မိတ်ဆွေတွေအားလုံးထိုးကျင်နေဆိုရင်ပြီးအောင်ကြည့်ကိုတော့ပြောပြပြီးသွားမယ်တလုံးပိုင်းပြောပြပြီးတလုံးပိုင်း ဒါပေမဲ့ဆရနိုင်စီကိုတလုံးပိုင်အဲ့ဒီတလုံးပိုင်ကနေပြီးတော့မိတ်ဆွေတွေအားလုံးကိုရမကနှစ်ခွန်၄ခုနဲ့ကက်မယ်အဲ့ဒီတလုံးပိုင်ကိုနှစ်ခွန်၄ခုနဲ့ကက်မယ်ဟုတ်ပြီလားကိုရုံးပြပြပေးလိုက်ပြီနော်အဲ့ဒီတလုံးပိုင်ကိုနှစ်ခွန်၄ခုနဲ့ကက်မယ်ဒါအပြင်ကိုကိုရုံးကနေပြီးတော့ပဒိတ်နဲ့ချုပ်ပြီးတော့ထုတ်ထားတဲ့ကနဲနှစ်ကွက်တည်းရှိတယ်နော်စိတ်ဝင်စားတဲ့ဝါသနာရှင်အားလုံးပြီးအောင်ကြည်ပါ မိတ်ဆွေတို့အကျိုးမရောက်ပါဘူးဟုတ်ပြီလားနော်မိတ်ဆွေတို့အကျိုးမရောက်ဘူးဟုတ်ပြီလား ကဲ లై ရှယ်များများလေးကူညီပေးသွားများများလေးရှယ်ပေးသွားဟုတ်ပြီလားဖုံးမှန်လေးကိုနှစ်ချက်တောက်လိုက်ဖုံးမှန်လေးအခုမိတ်ဆွေတို့အားလုံးကျွန်တော်ကိုကြည်နေတဲ့ဖုံးမှန်လေးကိုနှစ်ချက်တောက်လိုက်လက်မလေးတွေပေါ်လာလိမ့်မယ်ဟုတ်ပြီလားကဲအဲ့ဒါဆိုရင်ကိုတော့ပြောပြပေးမယ် OK လေးတွေမှန်တာကိုတော့တို့ပဲရမဲ့ပတိစပြောမယ်ပဲရမဲ့ပတိက၅ပတိ၃ပတိကြိုက်တဲ့လုံပတ်မရှုံးเนาะ၅ပတိ၃ပတိပါ ငါးသုံးပတ်ဒီပါကြိုက်တဲ့လုံးပတ်ပါမရှုံးပါဘူးပရိတ်ပရိတ်ကကျွန်တော်တို့ကိုးပရိတ်လေးပရိတ်နော်ပရိတ်ကတော့ကျွန်တော်တို့ကိုးပရိတ်လေးပရိတ်ပါကိုးပရိတ်လေးပရိတ်ဒါအပြင်ကိုမိတ်ဆွေတွေအားလုံးကျွန်တော်တို့အပီးခွေအပီးခွေကတော့ကျွန်တော်တို့အားပါတယ်ဗျာဘာလို့လဲဆိုတော့အပတ်တိုင်းအပတ်တိုင်းကျွန်တော်တို့ထွက်တယ်တပတ်မှလွဲသွားတယ်တော့မရှိသေးဘူးနော်အပီးခွေရပါတယ်ဆိုတော့ 3953အပီးခွေအပူပါပါနော်ဟုတ်ပြီလား3953အပီးခွေအပူပါအပါပါမိတ်ဆွေတွေအားလုံးကြိုက်တယ်ဆိုရင်လိုက်ထိုးဒီတစ်ပတ်ကို3953အပီးခွေကိုပိုကြိုက်တယ်အပူကတော့တိတ်မကြိုက်ဘူးဒါပေမဲ့အပူကတော့ကျွန်တော်တို့နောက်တစ်ပတ်ကိုထွက်ဖို့အစီအစဉ်ရှိတယ်အဲ့ကြောင့်မိတ်ဆွေတို့ကအပီးခွေတမားက 3853ညအပီးခွေအပူပါအပါကိုမိတ်ဆွေအောင်တတိထားเนาะပတိလိုက်မယ်မိတ်ဆွေအောင်ထွေတူးမစင်းစားနဲ့ငါးကိုအရင်လိုက်မလားသုံးကိုအရင်လိုက်မလားမိတ်ဆွေတွေအားလုံးအဲ့ဒါပဲစဉ်းစားငါးပတိသုံးပတိနှလုံးစလုံးထွက်လိမ့်မယ်နှလုံးစလုံးကြာလာလိမ့်မယ်မပူနဲ့เนาะပရိတ်ကိုပရိတ်လေးပရိတ်ကြိုက်တာကိုယူဆော့အပီးခွေ3853ညအပီးခွေမဲ့တော့မဲ့တော့ကိုမန့်ဒီမှာဝင်မဲ့တော့ဘာဖြစ်လို့ဆိုတော့မိတ်ဆွေရအောင်เนาะ တချို့လူတွေကမေးတတ်တယ်မေးတတ်တဲ့ကြောင့်မို့ comment တွေမှာဝင်ရေးပြီးသွားတဲ့အတွက်ကြောင့်မို့သူတို့လည်းမှတ်မိလွယ်သွားတယ်ဟုတ်ပြီလားနော်တီးတဲ့လူတွေကဝင်ရေးပါငါးသုံးပတ်တီငါးသုံးပတ်တီမိတ်ဆွေအားလုံးကိုလေးပရိ3853ညာအပီးခွေဟုတ်ပြီနော်လက်မတွေတန်းစီနေကြိုက်တယ်ဆိုရင်လက်မတွေတန်းစီနေပါမနေ့ကဘယ်စရဏနာကြီးဈေးကိုစောရမယ်အပိုင်းဘိုင်းုံပြောပြမယ်မနေ့ကဘယ်စရဏနာကြီးဈေးကိုစောရမယ်ဘိုင်းက6ဘိုင်းပါ6သလုံးဘိုင်း မနေ့ဘက်7နာရီစီစောင်းပိုင်း6တလုံးပိုင်းကျွန်တော်မနေ့ဖန်မနေ့10နာရီကိုကျွန်တော်လိုက်လွှင့်ပေးမယ်9နာရီကိုလည်းကျွန်တော်တို့အကြိုထွက်တယ်10နာရီကိုကိုထုံးလိုက်လွှင့်ပေးမယ်เนาะဒီထက်ကောင်းတဲ့ကဏ္ဍတွေကိုတော့ထက်ရှာအောင်မယ်လိုက်လွှင့်ပေးမယ်မိတ်ဆွေတို့အားလုံးတူတူကြည့်မယ်ကျွန်တော်တို့ဒီထက်6ကိုကျွန်တော်ထက်ကြည့်မယ်ဒီညမှာကျွန်တော်6ကထက်ပြီးတော့လာနိုင်အောင်မလားထက်ပြီးတော့တွေ့အောင်မလား6ထက်ပြီးတော့တွေ့အောင်မယ်ဆိုရင်ကျွန်တော်မနေ့ဖန်ကို6ပဲဂိုင်းဆော့မယ်အခုလောလောဆယ်ကတော့6ပိုင်းပါ မနေ့က12နာရီစီကို6ဖိုင်ပါ6ဖိုင်ကိုကျွန်တော်ဆိုတော့ပြောတယ်နှစ်ခွန်၄ခုနဲ့ပဲကက်နော် trade လို့မစဉ်းစားခြင်းဘူးတလုံးပိုင်ရထားတယ်နှစ်ခွန်၄ခုနဲ့ပဲကက်ကက်ချလိုက်ဟုတ်ပြီနော်နှစ်ခွန်၄ခုနဲ့ပဲကက်ပလိုက်အဲ6ကိုဟုတ်ပြီလားကျွန်တော်တို့ဘလို့ပုံစံထိုးရမယ်ဆိုတော့ကိုယ်တော်ပြပြမယ်ကိုတော်တို့ဘလို့ပုံစံထိုးရမလဲဆိုရင်မိတ်ဆွေတွေအားလုံးကျွန်တော်တို့ထိုးရတဲ့ပုံစံကနှစ်ချ 6ခွန်6 9ခအဲ့လိုထိုးပါ2 6 4 6 9 6 9 6 9အဲ့လိုထိုးပါကိုယ်နေဘယ်လိုပြောကြလဲဆိုတော့6နောက်ပိတ်ဗျာအဲ့လိုထိုးရမယ်နော်အများသောအပြင်ကျွန်တော်6နောက်ပိတ်ကိုပို့ကြိုက်ပါတယ်ပဋိနဲ့ချုပ်ပြီးတော့ထိုးကျင်တယ်ဆိုတော့ဝါသနာရှင်တွေအားလုံးကျွန်တော်ပြောမယ်မိတ်ဆွေရအောင်နှစ်ပဋိကိုကြိုက်ရင်ရပါတယ်နောက်ပြီးတော့ခွန်ပဋိကိုကြိုက်ရင်ရပါတယ် ုတ်ပြီเนาะကျွန်တော်ကတော့ဘာပဲဖြစ်ဖြစ်အဲ့ဒီနှစ်ပရိတ်နဲ့6ပိုင်ဆိုရင်နှစ်ပရိတ်ဆိုရင်66ခွန်6ပိုင်နဲ့ခွန်ပရိတ်ဆိုရင်61အဲ့ဒီနှစ်ကွက်ကိုကျွန်တော်မိန်းထားပြီးတော့ထိုးမယ်အနောက်ကစစောကနှစ်ခွန်၄ကွက်ကျွန်တော်ရန်ထိုးမှာဟုတ်ပြီလားเนาะမိတ်ဆွေတွေအားလုံးကိုကြိုက်တာကိုကြွေးတော့ကျွန်တော်ဒီညကျွန်တော်ကြည်ုံးမယ်ဟုတ်ပြီလားเนาะတက်ကနန်းနေရရှိတယ်တက်ပြီးတော့ထိုးမယ် ကျွန်တော်မိတ်ဆွေတွေအားလုံးအနားနီးကျွန်တော်ပြပြီးတော့ဆယ်နာရီထို့ကျွန်တော် live stream ပေးမယ်ကျွန်တော်ရှိမှာလာတောင်းတဲ့လူတွေအားလုံးအနားနီးရင်နီးတယ်လို့ရပါမယ်ခဏအကွက်ရပါမယ်မိတ်ဆွေတို့ဘက်ကနေပြီးတော့အလွယ်တကူထိုးနိုင်ဖို့ပဲလိုတယ်ဟုတ်ပြီနော်အနီးကကနန်းလေးတွေပောက်တဲ့လူတွေအားလုံးသိတယ်နော်ဟုတ်ပြီဒါနော်တောက်ကြနေမှလည်းလာတောင်းလို့တုံညတုံညမှာပောက်တဲ့လူတွေရှိတယ်ဟုတ်ပြီလားနော်အဲ့ဒါထားလိုက်တော့ထွေတူတူပြောမနေတော့ဟုတ်ပြီဒါနော်အနီးက လာပြီးတော့တောင်းတဲ့လူတွေရှိတယ်အဲဒီကြောင့်မိတ်ဆွေအလုံးသူတီကိုနော်အရှုံးမရှိဆော့ကျင်နေဆိုရင်ဆော့လို့ရတယ်ဘလို့ဆော့မလဲဆိုရင်ဘိုင်းပတိပတ်မလားရတယ်ပတိပတ်ကြိုက်တဲ့လုံးပဲကိုတော်အခုပေးတဲ့ပတိကိုကြိုက်တဲ့လုံးပဲမိတ်ဆွေအလုံးမရှုံးအပီးခွေလိုက်မလားအပီးခွေလိုက်မယ်ဆိုရင်မိတ်ဆွေအလုံးတော့အပီးခွေကိုလိုက်မရှုံးဟုတ်ပြီလားနော်အဲ့လိုမျိုးထိုးလို့ရပါတယ်ကိုတော်ရဲ့ချင်းမိတ်ဆွေတွေအလုံးအဲ့ဒီကြောင့်မို့အခုကိုတော်ရဲ့မိတ်ဆွေအလုံး6ဘိုင်းနဲ့ ်နော်6ပိုင်ကိုကြိုက်တယ်6ပိုင်ကြိုက်တယ်ဆိုရင်ဘာမှမစဉ်းစားနေနဲ့နော်ဟုတ်ကဲ့ပါဗျကျွန်တော်မနေ့ကကျွန်တော်ဖုန်းနံပါတ်ကျွန်တော်ပေးမယ်ဟုတ်ပြီနော်မနေ့ကကိုထုံးဖုန်းနံပါတ်ပေးပါမယ်အခုမိတ်ဆွေတွေအားလုံးဘာမှ trade ထုံးလို့မစဉ်းစားနဲ့6ပိုင်ကိုကြိုက်တယ်မလား6ပိုင်ကိုကြိုက်တဲ့မိတ်ဆွေတွေအားလုံးကနော်6ပိုင်ကိုကြိုက်တဲ့မိတ်ဆွေတွေအားလုံးကဘာမှထွေထွန်းမစင်းစားနဲ့နှစ်ခွန်လေးခွန်နဲ့ပိတ်ကပ်လိုက်ကျွန်တော်ကဒီမှာ ပဒိနဲ့ကျွန်တော်ကချုပ်ပြီးထိုးမဲ့အတွက်ကြောင့်မို့ကျွန်တော်ပဒိကနှစ်ပဒိမနေ့ပတ်စနေနေ့ရီစပြုကိုနှစ်ပဒိနဲ့ခွန်ပဒိကိုကျွန်တော်တွေ့ထားတယ်အဲ့ဒီကြောင့်မို့ကျွန်တော်6သလုံးပိုင်းကျွန်တော်ရထားတဲ့အတွက်ကြောင့်မို့နှစ်ပဒိဆိုရင်6 6ဆိုတဲ့ကဏ္ဍတစ်ခွက်ထိုးရမယ်နော်ကျွန်တော်ခွန်ပဒိဆိုရင်63ဆိုတဲ့ကဏ္ဍတစ်ခွက်ထိုးရမယ်ကြိုက်ပါတယ်အဲ့လိုကဏ္ဍလေးနေနော်အဲ့ဒီကြောင့်မို့ကြိုက်တာကိုယူဆော့ပါမနေ့ပတ်10နာရီအောင်လုံးမဆောင်နေပါကျွန်တော်လိုက်ပြန်လှည့်ပေးပါမယ်အခုလောဆယ်ကကိုထွက်လိုက်ကလေးကိုဒီတော့နေပဲရန်နာခွင့်ပြပါ လိုက်လွှင့်တာနည်းနည်းနောက်ကျသွားတဲ့အတွက်ကြောင့်ပေါ့အားလုံးကိုတောင်းပန်ပါတယ်ဟုတ်ပြီလားနော်ကဲအားလုံးပဲကွန်ထရက်လိုက်ကလေးကိုဒီလောက်နဲ့ပဲရှင်းနောက်ကပြပါနော်တထောင်မို့ရတယ်တူညံ့တူညံ့ဟုတ်ကဲ့ပါဗျဝမ်းသာပါတယ်နော်ကိုတို့ကိုတပြားတစ်ချက်မှပြေးနေစရာမလိုဘူးကိုတို့လည်းမလိုဘူးဒါပေမဲ့မိတ်ဆွေလိုအကိုလိုအမားလိုဘေးပတ်ဝန်းကျင်မှာလိုအပ်နေတဲ့အရာလေးလေးကိုညီပေးလိုက်ပါဘလောက်ကိုအခုတထောင်မို့ဆိုရင်ကျွန်တော်တို့ပရိုဂရမ်၈000ရတယ်ပေါ့နော် တထောင်ဖို့ရှစ်တောင်းရရဆိုရင်ဘာဖြစ်ဖြစ်တထောင်ဖို့လောက်ဖြစ်ဖြစ်ငါးတောင်ဖို့လောက်ဖြစ်ဖြစ်ပြန်ပြီးတော့လှူလိုက်ပါနော်ဟုတ်ပြီလားအလူတန်းလေးတွေများများစွာလှုပ်ပြီးကျွန်တော်တို့ခေကြီးကကောင်းတာလည်းမဟုတ်ဘူးပြင်နေပြောအဲအကြောင်းမို့ကျွန်တော်တို့နော်အခုမြင်အခုပြောက်နေတဲ့ခေကြီးနေမြင်ညပြောက်မဟုတ်ဘူးနော်အခုမြင်အခုပြောက်နေတဲ့ခေကြီးအဲဒီအကြောင်းမို့အတက်နိုင်ဆုံးကျွန်တော်တို့မိတ်ဆွေတွေအားလုံးကူညီပေးလိုက်ပါနော်လိုအပ်နေတဲ့လူတွေကူညီပေးလိုက်ပါဟုတ်ပြီနော်လိုအပ်နေတဲ့လူတွေကူညီပေးလိုက်ပါဒီအဲဒီအကြောင်းမို့ အခုလောဆယ်ကကိုထွက်လိုက်ကလေးဒီလောက်နဲ့ပဲရန်အောင်ပြပါနောက်မိတ်ဆွေတွေအားလုံးဟုတ်ပြီလားနော်မနက်ဖြန်ကိုကိုတို့ပြန်လာခဲ့မယ်ဟုတ်ပြီလားနော်